တတပိတောက်တမင်းကျွန်တော်မြေစီများအားလုံးမင်္ဂလာပါတဲ့တော့ကကြမှာတရစာဒီဇင်ပါလအတွက်နော်လစာဟောပြောပေးတော့မှာဖြစ်ပါတယ်ဒီဇင်ပါလဆိုတော့25ရက်ညကုံလာတရာဖြစ်ပါတယ်အဲ့တော့နေ့လည်းပုံပေါ့နော်ဒီညကုံလာမှာဒီဇင်ပါလအတွက်ကိုတဲ့တော့ကစနကနဲ့ ஜாதிக்கு வேணா கொஞ்சம் அப்படி தான் மற்ற ஓகே အဲ့ဆိုရင်ဆောက်ရအောင်စတာပီးစတာပီးများတွေပထမဆုံးဘောအတွက်လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးတော့ဟောပြောပေးတော့မှာဖြစ်ပါတယ်။အနှဲငယ်အတိုက်ခံလေးအနှဲငယ်ရှိမယ်။ဒါပေမဲ့လည်းအောင်မြင်တော့မှာဖြစ်တယ်။ကောင်းတဲ့ကပ်ပြားလေးလည်းဖြစ်ပါတယ်နော်။အတိုက်ခံဖြစ်တယ်ဆိုတော့အတိုက်ခံပြီးမှအောင်မြင်မယ်ဆိုတဲ့ကပ်ပြားလေးဖြစ်တဲ့အတွက်မိမိရဲ့ကြံစည်လက်ရှိအခြေအနေရွေးထားတဲ့ကိစ္စရပ်တွေအောင်မြင်တော့မှာဖြစ်ပါတယ်။တခြားလို့ဆိုတဲ့ကပ်ပြားလေးဖြစ်ပါတယ်။အတိုက်ခံဖြစ်ပြီးတော့အောင်မြင်တဲ့ကပ်ပြားလေးဖြစ်ပါတယ်နော်။ဒါတခြားလို့ဆိုတဲ့ကပ်ပြားလေးဖြစ်ပါတယ်။ ဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးတော့ဆက်လက်ပြီးတော့ဟောပြောပေးတတ်မှာဖြစ်ပါတယ်။ဥစ္စာပစ္စည်းကတော့နည်းနည်းအပြည့်အစည်တွေများတာတို့ဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စာကြုံတာတို့ဆက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စာကြုံတာတို့ဆာရဆက်လက်နဲ့ပတ်သက်ပြီးတော့ဒုက္ခပေးတာတို့ပေါ့နော်။ဥစ္စာပစ္စည်းကြောင့်တိကျတဲ့တွေနဲ့ပတ်သက်ပြီးတော့အဆင်မပြေတာလေးတွေဖြစ်တာနော်။အဲ့ဒါတွေကြုံတတ်ပါတယ်နော်။ That test ဆိုတဲ့ subject ဖြစ်ပါတယ်။ဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးတော့နော်စိတ်နှောက်ဆဲကြုံတတ်ပါတယ်။မိစေပေါင်းနေတဲ့ပတ်သက်ပြီးတော့ဟောပြောပေးမှာဖြစ်ပါတယ်။ ရဝရမိတ်ဆွေပေါင်းတွေကိုကြီးမဆာမှုတွေကြွားနေပါတယ်နော်ရဝရမိတ်ဆွေပေါင်းတွေအားအစီကကိုကြီးမဆာမှုဆိုမဲ့ရဝရနီးနဲ့ပတ်သက်ပဲမိတ်ဆွေပေါင်းတွေကတော့ပုံမှန်အနေထားမျိုးပေါ့နော်အော်ရဝရဝန်တာဆရာသတင်းစကားရဲ့မိတ်ဆွေကြီးအစီရဝန်တာဆရာသတင်းစကားရဲ့ကြားတပါတယ်နောက်တစ်ခုကမိတ်ဆွေကိုအကြောင်းပြုပြီးတော့မိတ်ဆွေတွေကအကြောင်းပြုပြီးတော့ကိုယ်ကိုကိုယ့်ရဲ့ဒီလန့်ခေါ်လို့သွားလိုက်ရတဲ့ကိစ္စတွေပေါ့နော်ဟိုကိုယ့်ရဲ့အကြီးမားတဲ့ကိစ္စရပ်တွေကိုယ့်ရဲ့လုပ်ငန်းကိုယ်မဖြစ်ဖြစ်ဆရာ ီအောင်မြင်မှုကိစ္စပဲဖြစ်ဖြစ်ပေါ့နော်အဲ့တော့ဟိုရဝေးရနမိတ်ဆရာလည်းကိုလှန့်ခေါ်လိုက်လို့ကိုကကိုယ်တိုင်ခီးထားတဲ့ဒီဝေးသွားတဲ့အနေအထားမျိုးကြီးတာကျွမ်းနေတာပေါ့နော်ဒါမိတ်ဆေပေါင်းနေနဲ့ပတ်သက်ပြီးတော့အဲ့လိုကုညီမှုတွေရရှိနိုင်ပါတယ်လို့ပြောချင်ပါတယ်နော်ဒါဝေါ်ဆိုတဲ့ကကြလေးဖြစ်ပါတယ်ကမ္ဘာလောကဆိုတဲ့ကကြလေးဖြစ်ပါတယ်လောကနဲ့ပတ်သက်ပြီးဟောပြောပေးတဲ့မှာတပါးလုပ်ငန်းကခိုင်မှာလုပ်ငန်းမှာအဓိကတော့ကိုယ့်ရဲ့ဒီအလုပ်ကအောက်လန့်ကြတာတွေနဲ့ပတ်သက်တာတွေနော်နည်းနည်းလေ ပြောမကောင်းဆိုမကောင်းတာတွေနိုင်ငံကျွမ်းတဲ့အောက်လန်ကတိုက်ခိုက်တတ်တယ်လို့ပြောချင်ပါတယ်နော်အောက်လန်ကကြောင့်အလုံးမှာစိတ်ညစ်ကြတဲ့ကျွမ်းနေပါတယ်ဒါကိုပြောချင်ဖြစ်ပါတယ်အဲဒီတော့ကပြားလေးကတော့တမွန်းဆိုတဲ့ကပြားလေးဖြစ်ပါတယ်နော်ဘာမှစိုးရိမ်မကိတော့မဟုတ်ဘူးဒိုနေတွက်နေလို့ဒီလေတောင်းမှဖြစ်ပါတယ်ဘာကဟာသာသမီနဲ့ပတ်သက်တာအောက်လန်ကတိုင်းနဲ့ပတ်သက်တဲ့အဖို့ပြောမှုကပြားလေးပဲဖြစ်ပါတယ်ပါဒမီအောက်လန်ကရိုင်းနဲ့ပတ်သက်ပြီးတော့အထူးအဖြစ်တော့အောက်လန်ကရိုင်းနဲ့ပတ်သက်ပြီးအစီအမံရေးမှုတွေဂျိုးချောင်းပွဲ လုပ်ငန်းခွင်ထဲမှာပြတ်သွားတာမျိုးတွေကျွမ်းနိုင်တယ်။နောက်ပတ်စမှုကြောင့်ဖြစ်တဲ့ကိစ္စတွေရတယ်ကျွမ်းတယ်။အဲဒီလိုပဲကိုယ့်ရဲ့မိသားစုဝင်ထဲမှာကိုယ့်ရဲ့တာသမီကြောင့်တာသမီနဲ့ပတ်သက်ပြီးတော့နောက်အဲဘယ်လိုကောင်းလဲပူပင်တော့ကမှုတွေကျွမ်းနိုင်တယ်။မီလီယာဆီလီဂရီဒုက္ခပိတတ်တယ်။တာသမီအော်လန်ကရတာပတ်သက်ပြီးမီလီယာဆီဒုက္ခပိတတ်တယ်။နောက်ကအမြင့်ကနေပြီးတော့နော်အမြင့်ကနေပြီးတော့ချီတော်လက်ချော်တွေတက်တာမျိုးတွေကျွမ်းရတဲ့ပေါ့နော် အလုံးကလာတာတိနဲ့ပတ်သက်ပြီးတော့အမြင့်မှုတဲ့ကိစ္စရက်တွေပေါ့။အဲ့ဒါမျိုးတွေဆိုလို့ရှိရင်ဒေတာပြီးတော့လုတ်ကင်ဆောင်ရရမှာဖြစ်ပါလေ။အဲ့ဒါမီလီယာစင်နဲ့ပတ်သက်တဲ့ဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ကိန်းတယ်မဲ့လုတ်ဆောင်မဲ့ကိစ္စရေးဆိုရင်လေဒေတာပြီးတော့ကိန်းတယ်လုတ်ကင်မှာဖြစ်ပါလေ။အလုံးကလာတာတိပြီးတော့မီးအပူဒါမျိုးတွေကျွမ်းရတဲ့အပူနဲ့ပတ်သက်တာတွေကျွမ်းရတတ်တယ်ပေါ့နော်။အပူနဲ့ပတ်သက်တဲ့ကျွမ်းရတဲ့နောက်ဒီသတ္တမီအလုံးကလာနဲ့ပတ်သက်ပြီးတော့ဟိုတချို့အဲတွားရလာတဲ့ကိစ္စတွေမှာလည်းအဆင်မပြေတဲ့အနေအထားတွေကြီးတတ်တယ်ပေါ့နော်။ ဒါလေးကျွန်တော်တက်တယ်ခက်မိတာတွေတွေ့တဲ့တိုင်းလေးဖြစ်တာတွေ့တာကျွန်တော်တက်တာနော်တတဝါဆိုတဲ့ကတ္တရဖြစ်ပါတယ်ဆိုတာကဘာလောကဆိုတဲ့ကတ္တရလေးပေါ့တတဝါဆိုတဲ့ကတ္တရလေးပဲဖြစ်ပါတယ်နောက်ရှင်အတိုက်ခံနေတဲ့ပသက်ပြီးရောရှင်ကြီးဟောပြောပြတတ်မှာဖြစ်ပါတယ်အတိုက်ခံနေတဲ့ပသက်ပြီးရောမရှိဘူးနော်ရှင်အတိုက်ခံနေတော့မရှိဘူးကို့မှာရန်သူဖြစ်နေတဲ့သူကမိတ်ဆွေဖြစ်တယ်ကို့နဲ့စကားမပြောရှင်ဖြစ်ထားတဲ့သူတွေကနေပြီးတော့ကို့ကိုပြန်ခေါ်လာမယ်ခင်ဖြစ်ပါတယ်ဒါတော့အတိုက်ခံနေတဲ့ပသက်ပြီးရောဖြစ်ရှင်းပါတယ်အားလုံးကကြကြမဲ့ဆိုတဲ့ကတ္တရလေးဖြစ်ပါတယ်ရှင်ပြန်တတ်မြောက် တေရောသူတွေပြန်ရှင်တဲ့နမိတ်ကပြဖြစ်ပါတယ်အဲဒါဇန်တိုက်ကံမရှိပါဘူးကိုယ့်ရဲ့အီဇန်အောင်မြင်မဲ့လုပ်ငန်းတွေဆောင်ဖြစ်နေချင်းကောင်းဖက်ကောင်းတွေကြုံမယ်လို့ပြောဆိုပါတယ်နော်ကွဲကွာလူတွေပြန်ကွဲကွာလူတွေနဲ့ပြန်လေစုံစည်းရတဲ့ game လေးဖြစ်ပါတယ်နော်အခြေအိမ်တိုင်းနဲ့ပတ်သက်ပြီးတော့ဟောပြောပြတော့မှဖြစ်ပါတယ်အခြေအိမ်တိုင်းနဲ့ပတ်သက်ပြီးတော့ပေါ်လို့ကွဲကွာအခြေအနေနဲ့ပတ်သက်ပြီးလို့ရှိရင်စိတ်ညစ်စရာလေးတွေအစင်မကြီးအစင်မပြေသေးတဲ့အနေထားအတိုင်းတာတော့ပဲလို့ပြောနေပါတယ်။ဟိုလိုအစင်မပြေတာကြီးမဟုတ်ပဲနဲ့ပေါ့နော် ကွက်ကွာမယ်ခွက်ကွာမယ်ဆိုတဲ့အနေအထားမျိုးပဲ ਨੇ အစမပြေသေးဘူးဆိုတဲ့အနေအထားမျိုးချင်းနဲ့ပတ်သက်ပြီးရောရှိပါလေနောက်တစ်ခုကအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စရတွေကတော့သူကသူနည်းနည်းညှိနှိုင်းလုပ်တဲ့ဆိုင်မှာစနေမှာဖြစ်သွားတယ်ဒါကြောင့်မအိမ်တော်ကြီးနဲ့ပတ်သက်ပြီးရောတော့လုပ်တဲ့ဆိုင်ဆိုင်ဆိုင်ရရတဲ့ကိစ္စတွေကနော်စစ်တဘောတာချင်းနေမတူညီကြဘူးအဲသူကတော့ဒီပို့တဘောတူတဘောဆိုတဲ့အနေအထားမျိုးတွေဖြစ်တာဖြစ်တတ်တာပေါ့နော် ါသာလို့ရှင်ကိုယ့်ရဲ့အိမ်ဆောင်ကြီးနဲ့ပတ်သက်လို့ရှင်ညနိုင်မှရမယ်လို့ပြောမှာညနိုင်လောက်ကင်ဆိုင်မှအဆင်ပြေမယ်လို့ပြောချင်ပါတယ်တဖူးဆိုတဲ့ပတ်ကြလေးဖြစ်ပါတယ်နော်အဲ့တော့အိမ်ဆောင်ကြီးနဲ့ပတ်သက်လို့ရှင်တော့နည်းနည်းစိတ်နှစ်စုပ်ကြီးကျောင်းအပ်ကျောင်းအပ်တတ်တာပေါ့ဗျာဒီဘောဆိုခြင်းဖြစ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးဟောပြောပေးတတ်မှာဖြစ်ပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်ပြီးဘာမှဆွေးနွေးကြရတယ်မရှိဘူး။ကျမ်းမာရေးဖြစ်ပေါ်ရတယ်မရှိဘူး။ယောဂီဒေါ်လာဆယ်ကိုကခစားနေတဲ့ယောဂဝိညာဉ်လေးရှင်းနေတာမှကျမ်းမာရေးပြောင်းလဲတတ်မှာဖြစ်ပါတယ်။သက်တာပြောင်းလဲတတ်မှာဖြစ်ပါတယ်။ဒါကြောင့်ကျမ်းမာရေးနဲ့ပတ်သက်ပြီးရတယ် ိစံမရှိဘူးလို့ပြောပေးလိုပါတယ်နော်ဒါကဒါကတော့ဒီမေရိကပြပေါ့နော်ဒိုင်ပက်ပင်ဆိုအဲဒိုင်ပရီစစ်ဆိုကပြဖြစ်ပါတယ်နော်ဒါကမေရိကပြလေးပေါ့မေရိကပြတော့ကျမနဲ့ပဲပြောမှလို့ဆရာမလို့ကိုကတမားတော်လည်းဖြစ်တယ်ကိုကိုယ်တိုင်လည်းကျမကြီးပြောခွင့်သွားလိမ့်မယ်စာသစီကခြေတောက်ခံတဲ့ယောဂဝိညာဉ်ပြောခွင့်တော့မှဖြစ်ပါတယ်မှဆိုရင်စာမရှိလို့ပြောချင်ပါတယ်နော်ဘာရိုင်းနဲ့ပတ်သက်ပြီးဟောပြပေးတယ်မှာဖြစ်ပါတယ်ဘာရိုင်းလုံနိုင်တဲ့ဘိန်းဆိုရင်ပိုကောင်းတယ်ဘာရိုင်းလုံဖို့လိုအပ်ပါတယ်နော် ဘရိုင်းလုံးနဲ့လဲဆင်တော့ပိုကောင်းတာပေါ့ဗျာအဲ့တော့ဘရိုင်းလုံးမယ်ဆိုလို့ဆင်တော့ကောင်းတယ်မီတာအေးချမ်းမယ်မြင်းချမ်းမယ်စီးပွားရေးအလုပ်ကနေကောင်းမယ်နောက်ကုတန်းရောင်းဝယ်လုပ်ငန်းတွေတည်ပို့ဆောင်ရေးလုပ်ငန်းတွေနောက်လုပ်ငန်းတိုးစီရကိတာတွေအောင်မြင်မယ်ဖြစ်သွင်းမယ်ပေါ့နော်ဒီကိစ္စရည်ဆိုတော့ကောင်းတာပေါ့အဲ့တော့ဖုန်းနဲ့ပတ်သက်တဲ့ကိစ္စညီနဲ့ပတ်သက်တဲ့ကိစ္စပွဲစားနဲ့ပတ်သက်တဲ့ကိစ္စကားနဲ့ပတ်သက်တဲ့ကိစ္စရင်ဆိုင်နဲ့ပတ်သက်တဲ့ကိစ္စဒီအရေးလဲကောင်းတော့ပြောင်းလဲခြင်းဆိုတဲ့တပိတ်ကိုအဲ့နမိတ်ကိုဆောင်းပါတယ်အဲ့ဒါဘာလိုက်လို့ပဲဆိုတော့ဒီဒိတ်တန်ကြီးအောင်မြင်နိုင်ပါတယ်။အရင်မီတာစုကညီညီမှာကြည့်ပါတယ်။ဒဝိဆော့ပေါ်ကျွန်းဆိုတော့ ကောင်းတာပြောလို့ချင်းဆိုနမိကရဖြစ်ပါတယ်နော်ကံကျမနဲ့ပတ်သက်ပြီးရောပြောပြီးမှဖြစ်ပါတယ်ကံကျမနဲ့ပတ်သက်ပြီးရောကံနဲ့ကောင်းပါလေကံနဲ့ကောင်းတဲ့တရားရကံနဲ့ကောင်းတဲ့တရားရှိပါတယ်စကားပေးတာဒီနဲ့စိမရပါရင်များကံကောင်းမှုရဲ့ကြောင်းပါဖြစ်ပါတယ်လုပ်ငန်းတွေရှယ်ယာတွေစတဲ့လုပ်ငန်းတွေနောက်အလုပ်ကံကြီးခဲ့တဲ့ကုညီမဆောင်မှုရဲ့နောက်ပေါ်နိုင်တယ်ကြားထဲမှာကြီးခဲ့တဲ့ပူကုညီမဆောင်မှုပေါ်အောင်မယ်ပေါ်လာတဲ့ကိန်းရှိတယ်ဒါမှမဟုတ်ကြီးခဲ့တဲ့နဲ့ပတ်သက်ပြီးရောနောက်ကိုယ်လုပ်ငန်းမှာအဟန္တာလေးတွေနည်းနည်းဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးရောအဟန္တာဖြစ် ပေါ်ရရှိမယ်လို့ဒီဘက်မှာကြီးခဲ့တယ်နဲ့ပတ်သက်ပြီးကိုညီမဆမ်းမွေပေါ်လိမ့်မယ်ဆိုတာပြန်ပြထားလိုက်ပါနော်။အဲ့ဒါဝိဇာမာကိတ်ဆိုတဲ့ဂိမ်းကိုပြောမှဖြစ်ပါတယ်။ပြန်တယ်မှာကတော့ဝိဇာမာကိတ်မယ်လို့ပြောမှဖြစ်ပါတယ်။ဒါဆိုချင်းကိုလုပ်ငန်းနဲ့ပတ်သက်ပြီးတော့သူတို့တော်ရှိချင်းမနေပဲနဲ့ရဲရဲတင်းတင်းရှိလို့မှဖြစ်တယ်။နော်အင်ဆောက်ပစ္စည်းအယောင်းဝယ်ကောင်းမယ်အင်အင်ဆောက်ကိန်းတွေပေါ်ပေါက်မယ်မိမိတို့ကိုဆောင်ရွက်နေတဲ့ကိစ္စတွေပေါ့နော်။မြေကိစ္စအဲအင်ကိစ္စနော်အဲ့တော့လုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စမှန်တယ်များဆိုရင်လည်းကောင်းတယ်ပြန်တယ်မှာကိုယ့်ဘက်မှာရှိပါတယ်လို့ပြောချင်တယ် မက်ဂျက်ရှင်ဆိုတဲ့ကဝိဇာကပ္ပရာလေးပဲဖြစ်ပါတယ်နံပါတ်၁ဆိုတဲ့ကပ္ပရာလေးဖြစ်ပါတယ်နော်အဲ့တော့အင်မနာမကောင်းပါတယ်ကံကောင်းပါတယ်လာဖြစ်ပါတယ်ငွေကြီးလက်လာပါနဲ့ပတ်သက်ပြီးတော့ဟောပြောပြီးမှဖြစ်ပါတယ်ငွေတန်းတွေကလည်းရမ်းပွမယ်ထွက်နေတဲ့ငွေတွေပြန်လဲဝင်လာမယ်နောက်လုပ်လုပ်ငန်းကိန်းကနေရတဲ့ငွေကြီးလက်လာပါပွမယ်ငွေကန်တွေကောင်းပါပေါ့နော်အဲ့တော့ငွေငွေကြီးတွေကလည်းအင်မနာမကောင်းတဲ့ကပ္ပရာငွေကန်တွေကတော့စုကောင်းတယ်ရစားရှိတဲ့ငွေတွေရမယ်ဆုံးမဆုံးရှုံးမှုမရှိတဲ့ပြင်ရမယ်ငွေကန်တွေကောင်းတယ် အဲ့တော့တမ်ပရက်ဆာကပ်ပေါ့နော်ဒီကပ်ပြားလေးကိုလည်းစပေါ်ဆောင်းထားလို့ရတယ်ဝေတန်စီဝါကံကောင်းမှုဆိုရင်ဒီကပ်ပြားလေးကိုဆောင်းတော့ပါအဲ့တော့ဖုန်းထဲမှာရိုက်ရှာလို့လည်းရပါတယ်ဟိုပစ္စတိုးတို့ကိုခေရရပဲဖြစ်ဖြစ်ပေါ့နော်နမတ်စရိတေရောကပ်ဆိုပြီးရတယ်ဗမာလိုရိုက်ရှာတာပါဖြစ်ဖြစ်တမ်ပရက်ဆိုတဲ့အင်္ဂလိပ်လိုရိုက်ရှာလိုက်တာပဲဖြစ်ဖြစ်ပေါ့နော်ဒီကပ်ပြားလေးကိုထွက်လာလဲဆိုရင်ပရင်လေးထုတ်ပြီးဆောင်းထားလို့ရပါတယ်အဲကျွန်တော်တို့ဘာမင်းကတပည့်ရှိမှာဆိုနိစက်ရပေးရင်ဟိုဘာမင်းကတပည့်ဒီရှိမှာဒီရင်ဆရာဆရာမရှိမှာဒီကပ်ပြားလေးကိုသွားပြီးရော ဟိုတောင်းယူမယ်ဆိုရင်လည်းပတ်သက်မပြရပါဘူးเนาะဒါလေးတော့တပြောယူလို့ရပါတယ်เนาะနိစက်ရဗီရင်ဆရာဆရာမိုင်းရှိမှလည်းတပြောအဆောင်ဖြစ်ယူလို့ရပါတယ်เนาะအနာဂတ်ပဲစီဒီတတာပရိသတ်တိနဲ့ပတ်သက်ပြီးဆန္ဒပိုင်းတွင်ပေါ့เนาะဒီကုံဆုံးတဲ့အချိန်ကြီးအကောင်းအဆိုးအားကောင်းပါတယ်အနောက်ဆုံးဖြစ်เนาะအချက်တာပရိသတ်တိမြင့်ရဲ့အချိန်ကြီးကောင်းတဲ့ဆက်မှာဒီလာတယ်မှာတွေ့ကြမှာဖြစ်တယ် အောင်မြင်မှုရမယ်။နောက်အပရိခေါ်တွေလုပ်လုပ်မှု၊ကြိုင်မှုတွေအဆင်ပြေမယ်။အားလုံးအဆင်ပြေမယ်။ကိုယ်တိုင်စွမ်းဆောင်နိုင်ကြရတဲ့ကြောရှင်ဖွေရလည်းဖြစ်မယ်။နောက်မျှချီလည်းရှိတယ်။စိတ်ချမ်းသာမှုတွေကြွားမှာဖြစ်ပါတယ်။ Justice ဆိုတဲ့ကပ္ပာမနုဿာကြီးတဲ့တရားတော်ကြီးကပ္ပာလေးဖြစ်ပါတယ်နော်။အဲတော့အားလုံးအဆင်ပြေတဲ့ကပ္ပာလို့ပြောမှာဖြစ်ပါတယ်အချုပ်မှာတော့နော်။အဲဒါဘာဘိတာပိရိအနေနဲ့ကောင်းတဲ့ကောင်းနော်စမရပိုင်းမှာကောင်းမှုအများကြီးပဲအဲ့တော့ကောင်းတဲ့ကောင်းရေရရာတွေပါလေဆောင်ရွက်ထားမယ်ဆိုတော့ချင်း ဒီဘာပေါ့နော်လိမ္မော်ကြီးလေးခွက်ဖျောက်လူပါလိမ္မော်ကြီးလေးခွက်ဖျောက်လူထားပါနော်လိမ္မော်ကြီးလေးခွက်ဖျောက်လူပါလိမ္မော်ကြီးလေးခွက်ဖျောက်လူပါလူကစူတောင်းမှာလူကစူတောင်းမှာဖြစ်ပါလေလိမ္မော်ကြီးလေးခွက်ဖျောက်လူပါဒါဆိုရင်ဒါလိမ္မော်ကြီးလေးခွက်နဲ့အဆင်ပြေပါတယ်လိမ္မော်ကြီးလေးခွက်ဖျောက်လူပါနော်နောက်တစ်ခုက လိမ္မော်ကြီးလေးခွက်ပါပဲတဲ့နော်လိမ္မော်ကြီးလေးခွက်ပြောက်ပြီပါအဲ့တော့အရှောင်းနေနဲ့ပတ်သက်လို့ရှင်အနီရောင်ရယ်အနီရောင်ရယ်အဖြူရောင်ရယ်အနက်ရောင်ရယ်ကျိုးပြပါတယ်အနီရောင်ရယ်အဖြူရောင်ရယ်အနက်ရောင်ရယ်ကျိုးပါတယ်စကားပိသားတမီးများအနေနဲ့နော်အနီရောင်ရယ်အဖြူရောင်ရယ်အနက်ရောင်ဆိုတော့နောက်တစ်ခုကနေရောင်ရယ်ဝတ်စနေနောက်ခဏန်းနေရတိကနန်းရယ်ခုနှစ်ကနန်းရယ်နော် တကနန်းရဲ့ခုနကနန်းရဲ့နောက်တစ်ခုကကိုကနန်းရဲ့အကျိုးပြပါတယ်နော်တကနန်းရဲ့နှစ်ကနန်းရဲ့အဲတကနန်းရဲ့ခုနကနန်းရဲ့ကိုကနန်းရဲ့အကျိုးပြပါတယ်ဒီကနန်းတွေကကိုယ့်အတွက်အကျိုးပြရဲ့ကနန်းများဖြစ်ပါတယ်နော်အဲ့တော့အဲဒါလေးတွေတကနန်းရဲ့ကိုကနန်းရဲ့နောက်တစ်ခုကခုနကနန်းရဲ့နှစ်ကနန်းရဲ့အကျိုးပြပါတယ်ကနန်း အားဖြင့်ဆိုရင်၄မျိုးရှိပါတယ်နော်တက်ကဲနှစ်ကဲ၉ရဲ၇ကဲနော်အာရိကဏနေရာ၉ရဲအချိုးပေးတဲ့ကဏဖြစ်ပါတယ်အဲတော့ဒီနေတို့နေ့မြတ်တွေဆိုတော့ကျန်တနင်္ဂနွေနေ့တို့စနေနေ့တို့တန်းလာနေ့တနင်္ဂနွေနေ့စနေနေ့တန်းလာနေ့ရာခို့တွေနေတို့နေ့မြတ်တွေပြကြပါတယ်နော်အဲတော့သတ္တဝိသတ္တမိတွေနဲ့ပတ်သက်ပြီးတော့ဆိုတာထိတ်ထအောင်လုပ်မယ်ဆိုလို့ရှင်ဟောကာရမဏာလေးဆောင်းထားမယ်ဆိုလို့ရှင်ဒီနောက်ဆုံးပြီဒီ2025ကုန်လာမှာစမလာပဲနဲ့မှာ အရဟံတိတ်တိနော်အရဟံတိတ်တိအရဟံတိတ်တိအဲ့ဒါလေပရိစိတ်တပည့်ကြီးရဲ့ကိုယ်ရဲ့တွားလျာလာလျာဇခရိယဟိုရှင်းဖတ်ပြီးတော့အဆောင်အဖြစ်အတုံးပြတာပဲဖြစ်ပြီပေါ့နော်ဒါလေးကိုဆောင်ပေးစင်ပါလေပရိ၅ဘတ်တော်က9ဘတ်တော်က17ဘတ်တော်က28ဘတ်တော်ကောင်းပေါ့နော်အဲ့တော့ဓမ္မမဟုတ်လေကိုယ်တွားလျာနေတဲ့ဒီအရဟံတိတိကာရလေးကိုဆောင်သွားမယ်လက်နောက်ခွင့်နဲ့မာသီလာရာတို့နော်အဲ့အမှီဆောင်သွားမယ်ဆိုလို့ရှင်ဝိုးပြီးတော့ကောင်းတဲ့ကောင်းပြီးတော့အတိုင်းထက် အလွန်ကွန်နဲ့ကုတ်ကားဖြစ်မှာဖြစ်ပါတယ်နော်တပ္ပိတပ္ပိကျွန်တော်မိစေများအားလုံးစိတ်ချနာခြင်းကိုကျမချင်တာပြုစုကြပါစေခင်ဗျာ